တိုင်းနိုင်ငံများအတွေ့ဆူတောင်းခြင်းဂျော်ဂျီယာနိုင်ငံအတွေ့ဆူတောင်းပါယောလာအနာဂတ်တီတန်းအခန်းကြီး2အငယ်28မှ29ထို့နောက်မှာလူမျိုးတကာတို့အပေါ်တို့ငါဤဝိညာဉ်တော်ကိုငါသွန်းလောင်းမည်တင်တို့ဤသားသမီးတို့သည်ပရောဖက်ညာနှင့်ဟောပြောရကြလိမ့်မည်အသက်ကြီးသောသူတို့သည် နမိတ်အိမ်မက်တို့ကိုမြင်မဲ့ရကြလိမ့်မည်အသက်ငယ်သောသူတို့သည်လည်းယာဒိတ်ယူပါယုံတို့ကိုမြင်ရကြလိမ့်မည်ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်တို့ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍သူတို့သည်ပရောဖက်ညာနှင့်ဟောပြောရကြလိမ့်မည်အာမင်ဆုတောင်းကြပါစို့ အရာခတ်သိန်းကိုဖန်ဆင်းပိုင်သာအုပ်စိုးတော်မူသောအဖအထာဝရဘုရားကိုရောဤကျေးဇူးတော်အပေါင်းကိုချီးမွမ်းကြပါ၏အကျွန်ုပ်တို့သည်တိုင်းနိုင်ငံများအတွေ့ကိုစားပြုဆူတောင်းကြရာတွင်ဂျော်ဂျီယာနိုင်ငံအတွေ့ဆူတောင်းပါ၏ထိုနိုင်ငံဤအပြစ်များတို့ကိုကိုစားပြုဝင်ချတောင်းပန်ကြပါ၏ပါဝိညာဉ်တော်ဘုရားကိုရောဒီဂျော်ဂျီယာနိုင်ငံပေါ်၌ဝိညာဉ်တော်တွန်းလောင်းပြီး ဝိညာဉ်ရေးရနိုးထမှုသည်ထိုနိုင်ငံမှစတင်ကအခြားနိုင်ငံများသို့ဦးဆက်ပြန့်နှံ့သွားရန်ဆုတောင်းကြပါ၏။နိုင်ငံတော်၏အစိုးရသည်လည်းဖျားသခင်ထံတော်မှလာသောဉာဏ်ပညာနှင့်ကျေးဇူးတော်ကောင်းကြီးမင်္ဂလာများခံစားရရှိပါမည်အကြောင်းမဆတော်မူပါအမျိုးသမီးများ၏အမှုတော်ဆောင်ခြင်းနှင့်ခေါင်းဆောင်ခြင်းများသည့်နောက်ဆုံးသောကာလ၌ တကူကြည်သောသတင်းစကားတခုဖြစ်ရန်အဖဖျားကူညီမဆာထောက်ပံ့တော်မူပါထိုဂျော်ဂျီယာနိုင်ငံ၌အမှုဆောင်ဆက်ကပ်နေသောဆီယာမနီနိုင်ငံများ၌ရှိသောသူမ၏သာသနာလုပ်ငန်းများအပေါ်ဖျားသခင်၏ဘုန်းတော်ထင်ရှားစေရန်နှင့်တိုးပွားပြည့်နှံ့ရန်တခီယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်